တက်ကုံမြို့နယ်တွင်လက်နက်ခဲယမ်းများနှင့်တခြားဆက်ဆက်ပစ္စည်းများတင်စီရမိနေပြီးတော့တက်ကုံမြို့နယ်ကင်းတာကျေးရွာအုပ်စုကင်းတာကျေးရွာရှိကင်းတာပူပေါင်းစစ်ဆေးရေးဂိမ်း၌လက်နက်ခဲယမ်းများနှင့်တခြားဆက်ဆက်ပစ္စည်းများတင်စီရမိကြောင်းသိရသည်ယနေ့နနက်9နာရီချိန်ခန့်ကကင်းတာပင်လောင်းတွာလန်းပေါ်တွင်လုံခြုံရေးပူပေါင်းအဖွဲ့သည်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဘက်မှ တကုံမျိုးနယ်ပတ်သူမောင်းနေလာတော့ရောင်ရုံအားယုံမောင်းဦးကျော်စင်ဦးကြီးယုံနောက်လိုက်ဦးသိမ့်မြင့်ဝင်းကုန်းကြီးရွာပင်လောင်းမျိုးနယ်ရှမ်းပြည်နယ်တောင်ပိုင်းနေထိုင်သူနှစ်ဦးတင်ဆောင်လာသောနနွင်းတက်အိမ်များအတွင်းမှအောက်ပါလက်နက်ခဲယမ်းများနှင့်တခြားဆက်ဆက်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်အဆိုပါကားပေါ်မှဖမ်းဆီးရမိသည့်လက်နက်ခဲယမ်းနှင့်ဆက်ဆက်ပစ္စည်းများမှာတနက်ဆက်6လက်လက်ပစ်ပုံ3လုံးကြီး1680တောင်းဓမ္မမီဘက်တစိတ်တစ်ခု ဖက်တဆက်တခုမျိုးပြဒေါ်လာ1တဦးဖက်တစိတ်တခုပြည်သူကာကွယ်ရေးတပ်ဖက်တစိတ်တခုပြည်သူ့ဖက်တစိတ်တခုကို16ဆိုးဒါဖက်တစိတ်အနက်30ခုအနီး30ခု ကရမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်းစာအုပ်နှင့်အုပ်ပြောက်ကြားစိမ့်ယူနီဖောင်းဖက်တစိတ်မပါ၃စုံလို့တင်စေရရှိခဲ့ကြောင်းသိရသည်